မင်္ဂလာပါဖန်တီရှင်ဒီစီယူကျူရှင်တွေကပြန်လေးကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့တစုံတစ်ယောက်ကသင်အကြောင်းကိုအမြဲတမ်းစဉ်းစားအောင်ဘလို့ပြုလုပ်ရမလဲဆိုတဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီလိုဆိုရင်ပထမဆုံးအနေနဲ့ဆရာကြီး Never Gorda ပြောထားတဲ့ဝါကြားတစ်ကြောင်းကိုပြောပြပါမယ် အဲ့ဒါကဘာလေးဆိုရင်တင့်အနေနဲ့တင်လို့ရှင်တာတင်ဖြစ်ရှင်တဲ့အရာတစ်ခုရှိမယ်ဆိုလိုတာတင့်မှာဆန်တာတစုံတရာရှိနေမယ်အဲ့ဒီဆန်တာဒီအမှန်တကယ်ဖြစ်နေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ယူဆလိုက်တယ်အဲ့ဒီယူဆချက်အတိုင်းတင်ကနေထိုင်နေပြုမှုတွေပြောဆိုတွေကျင့်ကြံတွေအဲ့ဒီလိုကိုယ်ဆန်တာပြေဝနေတဲ့အရှိအနေပေါ်မှာနေထိုင်မိဆိုရင်တဲ့တင်ဖြစ်လာမယ့်အရာကိုဘီတကောရှင်ကမှမတားဆီးနိုင်ဘူးသင်္ဆန္ဒအမှန်တကယ်ဖြစ်လာမှာကို ဘေးပါဝါရှိတဲ့သူကမှဘေးတကိုးစွန်းအားရှိတဲ့သူကမှမတားဆီးနိုင်ဘူးလို့ဆိုလိုပါတယ်ဒီလိုဆိုရင်ကျွန်ုပ်တို့အနေနဲ့တစုံတစ်ခုကိုမှဲကင်နေတော့ယူဆနေတဲ့ယူဆချက်တွေဟာကျွန်ုပ်တို့ရဲ့ဘဝကျွန်ုပ်တို့ရဲ့ reality တွေကိုဖန်တီးနေတာပဲဖြစ်တယ်။အဲ့ဒီတော့မိษွေအနေနဲ့စဉ်းစားကြည့်ပါမိษွေကသင်အကြောင်းကိုတစုံတစ်ယောက်ကတွေးတောနေတယ်။အဲ့ဒီလိုယူဆလိုက်ပြီဆိုရင်တစုံတစ်ယောက်ကတွေးတောနေတယ်ဆိုတဲ့ ဖြစ်တည်မှုကိုမိษွေဟာဖန်တီးနေတာပဲဖြစ်တယ်။ကျွန်တော်တို့အနေနဲ့မိမိကိုယ်ကိုစဉ်းစားကြည့်ပါ။သူကငါအကြောင်းကိုစဉ်းစားနေတယ်။သူကငါကို အမြဲတမ်းတည်ရနေတယ်။အဲ့ဒီလိုယူဆနိုင်ပြီဆိုရင်မိษွေဟာ သူကမိษွေကိုစဉ်းစားနေတယ်။သူကမိษွေကိုတည်ရနေတယ်။အဲ့ဒီအရာကို ဖန်တီးနေတာပဲဖြစ်တယ်။ဒါပေမဲ့မိတ်ဆွေကဒီလိုမယူဆဘဲနဲ့ပြောင်းပြန်အခြေအနေတွေကိုယူဆလိုက်တယ် ။ "तू ကငါ့အကြောင်းကိုစဉ်းစားမှမဟုတ်ဘူး။ငါကသူ့အတွက်အရေးမပါဘူး။ तू ကငါ့ကိုတတိယနေတယ်ဆိုတာမဖြစ်နိုင်ဘူး။အဲ့ဒီလိုယူဆလိုက်ပြီဆိုရင်မိษွေစဉ်းစားယူဆတဲ့အရာတွေဟာမိษွေဖန်တီးနေတာဖြစ်တာမို့လို့သူ့ဖက်ကမိษွေကိုတတိယမှလည်းမဟုတ်ဘူး။သူ့ဖက်ကမိษွေကိုအရေးတကြီးရှိမှလည်းမဟုတ်ပါဘူး။ကျွန်ုပ်တို့ဘဝမှာဖြစ်ပေါ်လာတဲ့ဖြစ်တည်မှု reality တွေဆိုတာကျွန်ုပ်တို့ရဲ့ယူဆချက်ပေါ်မှာအရှိခင်ပြီးရင်ဖြစ်ပေါ်လာတဲ့အရာတွေပဲဖြစ်တယ် ဒီတော့မိတ်ဆွေအနေနဲ့မိမိကိုကိုဂယုစိတ်မခံရဘူးကိုယ့်ရဲ့တစ်ဖက်လူကတစုံတယောက်ကကိုချစ်ခင်တဲ့သူက ကိုကိုဥစားမပေးဘူးလို့ယူဆနေတယ်ဆိုရင်သူတို့ဖက်ကလေမိတ်ဆွေကိုဥစားပေးမှာမဟုတ်ပါဘူးတကယ်တော့ကိုယ့်ရဲ့တစ်ဖက်လူကကိုကိုမစင်စားဘူးကိုကိုသတိမရဘူးလို့ယူဆနေမိဆိုရင်သူ့ဖက်ကလေမိတ်ဆွေအကြောင်းတွေကိုစဉ်းစားမှမဟုတ်ဘူးသတိရနေမှာမဟုတ်ပါဘူးဒီလောက်ဆိုရင်ဒီ idea ရဲ့သဘောတရားကိုမိတ်ဆွေနားလေလောက်ပြီးတော့ထင်ပါတယ် ဒီ idea ဒီသဘောတရားဟာရိုးရှင်းတယ်ဆိုပေမဲ့ကျွန်ုပ်တို့ရဲ့ဖြစ်တည်မှုကိုဖန်တီးနေတဲ့အရာတွေဖြစ်တယ်ကျွန်ုပ်တို့စိတ်ထဲမှာမှန်ကန်တယ်လို့ယူဆတဲ့အရာဟာကျွန်ုပ်တို့ရဲ့ reality တွေဖြစ်တည်မှုတွေကိုဖန်တီးနေတာပဲဖြစ်တယ်ဒါကြောင့်ကိုယ့်ရဲ့တစ်ဖက်လူကကိုယ့်အကြောင်းကိုအချိန်ပြည့်စဉ်းစားနေစေရှင်တယ်ဆိုရင်မိတ်ဆွေအနေနဲ့ဘယ်လိုယူဆရမလဲသူကငါအကြောင်းကိုအမြဲတမ်းစဉ်းစားနေပါတယ်လို့ယူဆရမှာပဲကျွန်ုပ်တို့အနေနဲ့ဒီထက်အပေါ်စဉ်းစားနေစရာ မလိုပါဘူး ကိုယ့်အနေနဲ့ကိုဖြစ်စီရှင်တဲ့အတိုင်းယူဆလိုက်ရုံပဲဖြစ်တယ်။ကိုရဲ့တစ်ဖက်လူကကိုကိုအရင်ကိုချစ်ခင်ဆွေးနွေးတာကိုလိုရှင်တယ်ဆိုရင်သူကငါ့ကိုအရင်ကိုချစ်ခင်ဆွေးနွေးနေပြီးတော့ယူဆလိုက်ရုံပဲ။ကျွန်တော်တို့အနေနဲ့မှဲခင်တည်းတော့ယူဆတဲ့အရာတွေကပဲကျွန်တော်တို့ဘဝမှာ manifest ဖြစ်လာတာဖြစ်တယ်။ဒါကြောင့်ကိုလိုရှင်တဲ့အရာဘေးအရာဘေးဖြစ်ဖြစ်ကိုဘဝထဲမှာအမြင်တကယ်ရရှိနေပြီးရောက်ရှိနေပြီးတော့ယူဆရုံပဲဖြစ်တယ်။ ဒီလိုယူဆခြင်းကိုကောင်းမွန်စွာယူဆနိုင်ဖို့ affirmation တချို့ပေးပါမယ်။အဲ့ဒါတွေကတော့ "तू ကငါအကြောင်းကိုအမြင်နဲ့စဉ်းစားနေတယ်။ तू ကမနဲ့ဖက်အိယာထားတိုင်းလေးငါအကြောင်းကိုစဉ်းစားနေတယ်။နေ့နေဖက်လေးငါအကြောင်းကိုစဉ်းစားနေတယ်။ညနေဖက်လေးငါအကြောင်းကိုစဉ်းစားနေတယ်။ तू ဟာငါကိုအမြင်နဲ့သတိရနေတယ်။သူကြုံတွေ့ရတဲ့အရာတွေတိုင်းကငါ့ကိုတတိယနေစေတယ်။ဒါကြောင့်သူဟာငါ့ကိုအမြဲတမ်းတတိယနေတယ်။ သူ့ရဲ့ကောင်းထည့်သူ့ရဲ့အတွေ့အထိသူ့ရဲ့စိတ်ထည့်မှာငါအမြဲတမ်းချိနေတယ်။သူ့ရဲ့စိတ်ကူအတွေ့အထိထည့်မှာငါကိုဖိရှားလို့မရနိုင်ဘူး။ငါဟာသူ့ရဲ့စိတ်ကူသူ့ရဲ့အတွေ့တွေကိုအမြဲတမ်းလွှဲမှုနေတယ်။အခုပြောပြခဲ့တဲ့ deaffirmation အရှိုးကိုအမြဲတမ်းရွေးဆိုပါ။ဒီလိုရွေးဆိုလိုက်တဲ့အချိန်တိုင်းမှာလေဒါသည်အမှန်တရားဖြစ်တယ်လို့ယူဆပါ။ပြန်ကိုရဲ့စိတ်ထိမှလေးပျော်ရွှင်မှုတွေဝမ်းမြောက်ဝမ်းသာမှုတွေစိတ်တဲကြွမှုတွေကိုခံစားပါ ။ဘာဖြစ်လို့လဲဆိုရင်ကိုယ့်ရဲ့တစ်ဖက်လူကကိုယ့်အကြောင်းကိုအမြဲတမ်းတွေးတောနေတော့ကိုယ့်ကိုအမြဲတမ်းသတိရနေတော့ပဲဖြစ်တယ်။သူ့ဖက်ကမိษွေကိုအချိန်ပြည့်သတိရနေတယ်တွေးတောနေတယ်ဆိုတာအမှန်တရားပဲဖြစ်တယ်။ဒါကြောင့်ဒါဒီကိုယ့်ရဲ့ရုပ်ပိဆိုင်ရာအရှိအနေမှာပေါ်ပေါက်လာရမှာပဲဖြစ်တယ်။ဘီတကောရှင်ဘီဆွမ်းအရှင်ကမှ ကိုယူဆထားတဲ့အရာမဖြစ်စေဖို့အတွက်ဖိအားပေးလို့လည်းမရဘူး၊တွန်းအားပေးလို့လည်းမရဘူး၊ဖြစ်စီလို့လည်းမရပါဘူး။ ဒါပေမဲ့မိတ်ဆွေပြူလောကမှာကတော့ကိုယ့်ရဲ့တစ်ဖက်လူကကိုကို အမြင်တဲ့တွေးတောနေတယ်စဉ်းစားနေတယ်တတိယနေပါတယ်ဆိုတော့ယူဆချက်ကိုသစ္စာရှိရှိယူဆဖို့တော့လိုအပ်ပါတယ်ကိုအနေနဲ့မှန်ကန်နေတော့ယူဆထားတဲ့ယူဆချက်အပေါ်မှာသစ္စာရှိရမှာဖြစ်တယ် အခုအချိန်မှာသူကငါ့ကိုတတိယနေတယ်တော့ယူဆလိုက်တယ်။နောက်ခဏကြာရင်သူကငါ့ကိုတတိမရဘူးငါမေးသွားပြီ။အဲ့ဒီလိုယူဆလိုက်တယ်ဆိုရင်ကိုယ့်ရဲ့ manifestation ကအောင်မြင်မှာမဟုတ်ပါဘူး။ဒါကြောင့်ကိုယ့်ရဲ့ယူဆချက်ကိုသာအမြင့်နဲ့စင်စင်မပြတ်ယူဆနိုင်ဖို့အခုခြေကပေးခဲ့တဲ့ affirmation ကိုထက်တလေးလေးရွတ်ဆိုပါစဉ်းစားပါတွေးတောပါခံစားပါ။ မိတ်ဆွေလူရှင်တဲ့ရတဲ့ဟာများမကြမီရုပ်ပိုင်းဆိုင်ရာအရှိအနေမှာပေါ်လာမှာပဲဖြစ်တယ်ဒါဟာ manifestation အလုပ်လုပ်ပုံပဲဖြစ်တယ်ဒီဗီဒီယိုမှာပြောပြခဲ့တဲ့အကြောင်းအရာတွေဟာမိတ်ဆွေအတွက်အထောက်အကူပြုနိုင်ပါလိမ့်မယ်လို့ပြောဆိုရင်ဒီဗီဒီယိုကိုနှီးကုန်းချုပ်ပါလေဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်